င်္ဂလာပါရှင်ကျမကတော့ချူချူဆမ်မ DPP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်ပခောက်ကူခရိုင်မှာစစ်ကောင်စီကစစ်တောင်းလေးခုခွဲထိုးစစ်ဆင်တိုက်ခိုက်ပြီးရွက်ကောက်ပွဲအတွက်နေမြေထိန်ချုပ်နိုင်ဖို့ကြိုးစားနေပါတယ်ဒီသတင်းကိုတိကျချမ်းသာပေးပို့ထားပါတယ်ရှင် မကွေးတိုင်းပခုတ်ကူခရိုင်မှာစစ်ကောင်စီကစစ်ကြောင်း၄ခုခွဲပြီးထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ဒေသကာကွယ်ရေးအဖွဲ့တွေကပြောပါတယ်။ပေါ့၊မြိုင်၊စိတ်ဖြူ၊ရေစကြိုပခုတ်ကူမြို့နယ်တွေပါဝင်တဲ့ပခုတ်ကူခရိုင်ဟာဝင်ငွေကောင်းတဲ့တနိုင်းတပိုင်းရေညာလုံခွက်တွေရှိနေတယ်လို့ပြည်စော်တိကြေးရွာတွေလည်းအများအပြားရှိတဲ့ဒေသဖြစ်ပါတယ်။စစ်ကြောင်တစ်ခုချင်းစီမှာအင်အား200ကျော်300ပါဝင်နေတယ်လို့လက်နက်ကြီးပစ်ကူလေကြောင်းပစ်ကူတွေပါစစ်ကောင်စီကအသုံးပြုနေတဲ့အတွက်ဒေသရင်းကာကွယ်ရေးအဖွဲ့တွေအခက်အခဲဖြစ်နေတယ်လို့ဆိုပါတယ်စစ်ကြောင်လေကြောင်းပူးဖြစ်နေတာ ခုခုရွေးချယ်ဘက်မှာလည်းတချောင်းသာသာပေါက်တောင်ပိုင်းမှာတချောင်းဒီတချို့ဘက်ကလည်းအဲ့မရှင်းမတောင်းအောင်တော့မှာတက်နေတဲ့အဲ့ဘက်ကအောက်ဆင်းလွားတဲ့စကြောင်းချောင်းရှိတယ်ဝက်ပုတ်ကိုပြီးရှုပ်ပြီးတော့နှစ်ယောက်တက်တော့တာရယ်ဒီမှာစကြောင်းချောင်းရှိတယ်အဲ့ဒါလည်းနေရာကျတော့ရှိတယ်အင်းကစကြောင်းအများလို့နေတာအင်းကရင်တော့လို့မဟုတ်တော့ဘူးရင်တော့ဆင်း190လောက်နဲ့လာတာလေအခုကကျတော့ဟုတ်ဘူးတစ်ခါလာရင်နေရာကျတော့နဲ့လာတာတစ်ခါရှိရင်လည်းတစ်ခါကြီးကဝဲမရနဲ့ဘုရားမလျောက်ရောက်တာ ဘောမူကပကအခုကျွန်တော်တို့ကပြန်ပြရတာဟိုလမ်းကလေဒီလမ်းမကြီးကပြန်ပြရတာလေတရားဟိုကကျက်တော့တာဒီလိုကျတော့နောင်ကျိုးတို့အဲဝါတို့ပကတပြေးရတာလေတော်တော်ဆိုးတော့တာဟိုပခုတ်ကူမျိုးပေါ်ရက်ကွက်ကျင်မှာရေကောက်ပွဲနေလုံကြုံရေးဖြစ်မဲယုံတစ်ခုအတွက်ဒေသခံလူ၁၀ယောက်ပေးဖို့စစ်ကောင်စီကနောက်ခံအုပ်ချုပ်ရေးမှုတွေကိုတောင်းခံထားတယ်လို့မြို့ကန်တွေကပြောပါတယ်။တစ်ဖက်မှာထိုးစစ်ဆင်တိုက်ခိုက်တာတွေပြုလုပ်ပြီးတစ်ဖက်မှာရေကောက်ပွဲပြုလုပ်နိုင်ရေးကိုပါစစ်ကောင်စီကနှီးလန့်ဆောင်အသုံးပြုနေတာပါ။ ကျွန်တော်တို့မှာအားကိုးစရာမရှိတဲ့အနေအထားမျိုးမလို့ငြိမ်းပြီးတော့ကြာလူရဲတော့စမ်းနှမပါဘူးဒါနဲ့ဒီကလေးနဲ့တိတ်ပြီးတော့ဒီဥစ္စာကိုအသာငြိမ်းကုန်နေတဲ့သဘောမျိုးရှိတယ်ဖျားကြီးတောင်ပနန်းလေးရောက်ခွက်ကအဲ့ဒါလေးတစ်ခုတော့ကြားခဲ့တယ်ဖျားပေးတဲ့သဘောမျိုးလားဒါမှမဟုတ်သူတို့ဆယ်ယောက်တောင်းတာမပေးလို့လားဖိတ်ပြနေတာလားတော့မသိဘူးနော်စိတ်တရားတော့မှန်တာပြောလို့ရှိရင်ဘယ်လိုလုပ်ရှိကြမှာတော့ကြာကျွန်တော်တို့မှာဘဲမှအားကိုးချက်မရှိဘဲဖြစ်နေကြတာတောက်နေရေးပြောတာလည်းနည်းနည်းလေးဒီလိုပဲဟိုရှိရလေးရောင်းချအဲ့လိုလေးစတောင်းနေရတယ်ကျွန်တော်ဘာစီးပွားမှလည်းအခုနေစိတ်မလုပ်ဘူးဘာမှညာမှလည်းမသိဘူး မကွေးတိုင်းပခုတ်ကူခရိုင်နဲ့နယ်မြေချင်းစီစစ်နေတဲ့မန္တလေးတိုင်းမြညာခရိုင်ဘက်မှာလည်းစစ်ကောင်စီကရွေးကောက်ပွဲအတွက်နယ်မြေထိန်းချုပ်ဖို့အင်အားသုံးတိုက်ခိုက်နေတာပါမြညာခရိုင်မှာဩဂတ်လကစပြီးလက်ရှိအချိန်ထိစစ်ကောင်စီကစစ်တိုက်ထိုးစစ်ဆင်နေတာကြောင့်ဒေသကာကွယ်ရေးအဖွဲ့တွေကတင်းယူထားတဲ့စခန်းများစုကိုပြန်လည်လွတ်ထားတယ်လို့ဆိုပါတယ် ဘယ်လိုမျိုးမျိုးပေါ်မှာတော့အေးရေတော့ပဲတော့လုံးဝနေလာရေးပါအမှတ်30ရက်ကောကကြတော့ကျွန်တော်ဒီရွာကြီးတက်ကနေပြီးဆစ်ချောင်းနေမျိုးပေါ်မှာတော့ပြီးတော့အိမ်ကားနေကြရရှိသေးတယ်အိမ်တော်ကြီးကအိုညာအရာကြီးကြောင်းခိုင်းတယ်ဂျာကြီးကြောင်းပြောပြီးမဲစင်းနဲ့ဆက်ပြီးနေပေါ့အိမ်တော်ကြီးကပြောင်းပြီးတော့အိမ်မဲစင်းနဲ့ပါဖို့လုပ်နေရရှိသေးတယ်အမှတ်30ရက်ကောကကြတော့မဲမကြီးရဲ့ဒီဓာတ်ငွေတက်သိမ်းလိုက်နေဆိုပြီးတော့အမှန်ကောလာဟာလာပြောင်းနေတာပေါ့ဗျာအရေးဝင်ပညာလာမဟုတ်ဘူးပါဇက်ကနေအပြင်ပြောလို့ပုံစံမျိုးဒီလိုပတ်ပတ်ပြောတာပေါ့ဗျာမဲပြီးအောင်လို့အဲ့လိုဖြစ်တဲ့သူတို့တက်ဆွဲထားတဲ့ကွန်ဆတ်ရွာလို့ အဲ့အဲ့နေရာတော့ဖြစ်နိုင်ကြီးတယ်ကျန်တဲ့ရွာတွေတော့ဖြစ်နိုင်ကြီးမရှိတော့ဘူးကျန်တဲ့ရွာတွေကပေါက်ကလာတဲ့ဆေးကြောင်းထိုးတာတော့တချို့ရွာတွေကလူလုံးဝမရှိတော့တာကြီးပြန်မလာရေးရပြရေးရှိတယ်ဆေးကြောင်းမထိုးသေးတဲ့နေရာကြီးပေါ့ဗျအဲ့ရွာကြီးကလည်းသူ့မဝင်နိုင်သေးတဲ့နေရာကြီးမှာဆုတ်ဆုတ်ရင်းနေကြတာလည်းရှိမှာမဟုတ်ဘူးပုံကြီးတွေကရွတ်ကျက်လာတယ်ဆိုလို့ရှိရင်တော့ကြောက်ပြီးပြရမယ်ဒီမျိုးတော့ရှိမှာကျန်တဲ့တွေကတော့တော်တော်များများတော့ပြီးမှာမဟုတ်တော့ဘူး အောက်တိုဘာလကုန်ပိုင်းမှာမကွေးတိုင်းပခုတ်ကူခရိုင်ပေါင်းမြို့နယ်တောင်ပိုင်းကဝန်ချုပ်နဲ့တိချုပ်ဘုံပြူစောတိရွာတွေကိုဒေသကာကွယ်ရေးအဖွဲ့တွေကတိုင်းငွေရာကြောင်းစစ်ကောင်စီကပခုတ်ကူခရိုင်ကိုနေမီထိန်းချုပ်ဖို့ပိုပြီးအင်အားသုံးတိုက်ခိုက်နေတာပါမြန်မာနိုင်ငံအလဲပိုင်းမြို့နယ်အားလုံးကိုပြည်သူ့လွတ်တော်မဲဆန္ဒနယ်တွေဖြစ်စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ကကြီးညာထားပြီးလုံခြုံရေးရတရားနဲ့ရွေးကောက်ပွဲလုပ်ဖို့မဖြစ်နိုင်တဲ့အတွက်နေမီတွေကိုအလဲကျအင်အားသုံးထိန်းချုပ်တဲ့နည်းကိုသုံးပြီးရွေးကောက်ပွဲပြုလုပ်ဖို့ကြိုးစားနေတယ်လို့ဒေသခံနိုင်ငံရေးသမားတွေကမှတ်ချက်ပေးပါတယ် ကျွန်တော်ဒုတချမ်းသာပါ NLD အစိုးရလက်ထက်ကလျှက်စစ်ထုတ်လုပ်မှုစီစဉ်ခဲ့တဲ့တဘာဝတံငွေရေ LNG ကနေလျှက်စစ်စွမ်းအင်ထုတ်လုပ်ပေးနိုင်တဲ့သင်္ဘောကြီးဟာမြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာပါတယ်။ CNTIC နဲ့ Hong Kong V Power ကုမ္ပဏီတို့ပိုင်ဆိုင်တဲ့ MV CNTIC V Power Energy သင်္ဘောဟာနိုဝင်ဘာလ14ရက်ကမြမပလယ်ပြင်ထဲကိုဝင်ရောက်ခဲ့ပြီးနိုဝင်ဘာလ15ရက်မနေ့အစောပိုင်းက MCV Terminal ရှေ့မှာကြောက်ချရနာခဲ့တယ်လို့တိလဝစိတ်ကံစီကနေသိရပါဗျာ MVCNTICV Power Energy တင်မောဟာအလျား186.8မီတာ ရေစု8မီတာနဲ့စုစုပေါင်းတန်ချိန်3600လောက်ရှိပြီးဓာတ်အား200မဂါဝတ်ကို14ရက်ကြာထလုံနိုင်မဲ့ LNG တွေတူလောင်နိုင်တယ်လို့သိရပါတယ်အဲ့ဒီတင်မောကနေကနအူးအနေနဲ့ရန်ကုန်တိုင်းအလုံတန်လျင်နဲ့တာဂီတာမြို့နယ်တို့ကိုလျှက်စစ်မီပေးဖို့ရည်ရွယ်ထားတယ်လို့သိရပါဗျ။ ဒီသင်္ဘောကတဆင်ရလာတဲ့လျှက်စစ်ကိုသုံးဆွဲကားတွေတုံ့ပြန်ပြီးစက်မှုစုံတွေစီပေးမယ်လို့သတင်းတွေထွက်နေပေမဲ့စစ်ကောင်စီရဲ့လျှက်စစ်ဝန်ကြီးဌာနကတော့တစုံတရာထုတ်ပြန်ထားတာမရှိပါဘူးသင်္ဘောဟာမြန်မာပြည်ကို2020ပြည်နှစ်ကတကြိမ်စိုက်ကပ်ခဲ့မှုပြီးစစ်တပ်ကအာဏာသိမ်းပြီးနောက်2023ခုနှစ်မှာပြန်လည်ထွက်ခွာသွားတာဖြစ်ပါတယ်လက်ရှိမြန်မာနိုင်ငံမှာရေအားသဘာဝတံငွေဆက် ဒီဇယ်ဆက်ဆရာတွေကနေလျှက်စစ်ထုတ်လုပ်ဖြန့်ဖြူးနေတာဖြစ်ပြီးတရက်ကိုမဂါဝတ်နာရီ6000ဝန်းကျင်ထုတ်လုပ်နေပါတယ်ရှင်။ဒီဘီဘီယိုမြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါ။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်မကတော့ချိုဆမ်ပါရှင်။